ိတ်တက်ကြတယ်မပျော်တော့ဘူးဆိုတိုင်းစိတ်ကြယောဂဖြစ်နေပြီလားကျမတို့ဘယ်ချိန်မှာစိတ်တက်ကြတဲ့ယောဂဖြစ်နေပြီလို့တနည်းအားရှိတယ်လေမင်္ဂလာပါကျမကတော့စိတ်ကြမိုင်းနဲ့ပတ်သက်ပြီးတော့မှအသိပညာဗဟုသုတတွေကိုမျှဝေပေးနေတဲ့ဒေါက်တာဆီလင်းတို့ဖြစ်ပါတယ်ဒီနေ့မှာတော့ကျမကစိတ်တက်ကြယောဂနဲ့ပတ်သက်ပြီးတော့မှသူနဲ့ခက်စစ်စင်အခြေအနေတွေကဘာတွေရှိတတ်လဲဘလိုလက္ခဏာမျိုးတွေရှိလဲဘလိုမျိုးကုသလို့ရနိုင်မလဲဆိုတဲ့အကြောင်းအရာလေးတွေကိုဆွေးနွေးပြီးတော့မှပဲဖြစ်ပါတယ် ိတ်တကြယောဂါပေါ့နော်ဒီလိုပဲလွယ်လွယ်ကူကူနဲ့ပြောလိုက်တာပေါ့တကယ်တော့ဒီရဲ့အာ depressive disorder လို့ခေါ်တယ်စိတ်တကြယောဂါရဲ့အုပ်စုကြီးတည်းမှာနောက်ထပ်ယောဂါတွေလည်းထပ်ပါတယ်အဲ့ဒီကမှကျွန်တော်တို့လူသိများတဲ့ဒီစိတ်ကြယောဂါဆိုရဲ major depressive disorder ကတော့တစ်ခုပေါ့ကျန်တဲ့ချိန်တွေကကြပါလဲဆိုတော့အမျိုးသမီးတွေဆိုလို့ရှိရင်တော့တတိထားမိမယ်နဲ့တူတယ်ရာသီလာခံနီးမှာစိတ်တကြတဲ့ဝေဒနာကိုခံစားရတာမျိုးဒါကပုံမှန်လို့မဟုတ်ဖ ೇನೆ ကိုအဲ့ ရာသီလာခံနေအချိန်ပတ်ဝန်းကျင်မှာဆိုလို့ရှိရင်တိတတကိုရဲ့ social ပေါ့နော်ကိုရဲ့လူမှုပေါင်းစပ်ဆက်ဆံရေးတွေပါပါထိခိုက်လာတဲ့အခြေအနေမျိုးတွေရှိတယ် menstrual dysphoria disorder လို့ခေါ်ရတယ်ပေါ့နော်အဲ့ပြနောက်တစ်ခုကကြတော့ကျမတို့ဟိုဒါကတော့ကြားမှမရွေးပေါ့ တစ်ချိန်လုံးစိတ်ကအမြဲတမ်းအလိုမကျဖြစ်နေတယ်။တပတ်မှအနည်းဆုံး3ရက်လောက်ကအလိုမကျဖြစ်နေတယ်ပေါ့နော်။ဒေါသထွက်တယ်ပေါ့။ဒီစိတ်ကိုထိန်းရတာခက်တယ်။အဲလွတ်ကနေရှိပါဇက်ကနေပြောမိလိုက်တာတွေအပြုံမှုနဲ့လှုပ်လိုက်မိတာမျိုးတွေရှိနေတာပေါ့။ဒါလည်းကိုတိတယ်တိတယ်ဒါပေမဲ့မထိန်းနိုင်ဘူးပေါ့။ကိုဒီလိုဖြစ်နေတဲ့အရာကိုပတ်ဝန်းကျင်ကလည်းတတိထားမိတယ်ပေါ့။ပြီးတော့ဒီလိုမျိုးစိတ်အလိုမကျမှုတွေကလည်းကျမတို့အိမ်မှာပဲဖြစ်လားဆိုတော့လည်းမဟုတ်ဘူးကိုယ့်ရဲ့ယုံမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်းကိုတငယ်ချင်းနေနဲ့သွားတဲ့နေရာမှာပဲဖြစ်ဖြစ်ပေါ့။နောက်ရှောက်ကိုတို့လိုမျိုးခံစားနေရတာမျိုးတွေလည်းရှိနိုင်တယ်။အဲဒါမျိုးဆိုလို့ရှိရင်ကျွန်တော်တို့က disruptive mood dysregulation disorder လို့ခေါ်ရပေါ့နော်။တချို့ကြတော့လေဒီစိတ်ကြဝေဒနာလောက်ကြီးယောဂမပြင်းထန်ဘူး။ဒါပေမဲ့လေတောက်လျှောက်ကကြတော့လေပျော်ရွှင်မှုမခံစားနိုင်ရဘူးပေါ့နော်။စိတ်ကြနေရဲဆိုတော့ခံစားချက်ကတော့ရှိတယ်။အမေကလာရှေခံစားနေရတဲ့အရာတွေလည်းရှိတယ်ပေါ့နော်။ဒါမျိုးဆိုရင်ကျမတို့တွေက persistent depressive disorder လို့ခေါ်ရပေါ့။နောက်တစ်ခုကကျတော့တခြားသောအကြောင်းအရာတွေမဟုတ်ဘဲနဲ့ကျမတို့ဆေးတွေပေါ့နော်။ဆေးဝါးတွေကြောင့်မို့လို့ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းမူးယစ်ဆေးတွေကြောင့်မို့လို့စိတ်တကြတဲ့အခြေအနေမျိုးတွေလည်းဖြစ်နိုင်တယ်။ တစ်ခါတည်းကြလို့ရှိရင်လည်းခန္ဓာကိုယ်ပိုင်းဆိုင်ရာယောဂတွေကြောင့်မို့လို့စိတ်တကြတဲ့ဝေဒနာတွေကိုခံစားရနိုင်တယ်။အဲ့တော့ကျမတို့ overall ပြန်ပြီးခြုံကြည့်လိုက်မယ်ဆိုလို့ရှိရင်စိတ်ကြယောဂဆိုတာကဒီ major depressive disorder တစ်ခုလည်းရှိတာမဟုတ်ဘူးပေါ့နော်။ဒါလေးကိုကြိုပြီးတဲ့အခါကျတော့ပြောပြချင်တာပါ။ဒီစိတ်တကြရဲဆိုတာခံစားချက်ဖြစ်တိုင်းလူတယောက်ကကျမတို့စိတ်ထကြယောဂလို့ခေါင်းစဉ်တက်နိုင်ပြီလားပေါ့ပုံမှန်လဲဝမ်းနေတာတွေပုံမှန်လဲစိတ်ထကြတာမျိုးတွေခံစားရနိုင်နေဆိုတော့ဒါကိုကျမတို့ဘယ်လိုခွဲခြားမလဲပေါ့အဲတော့ကျမတို့တွေဒီနေ့မှာတော့ စိတ်တကြယောဂပေါ့နော် major depressive disorder အကြောင်းလေးပြောပြပေးမယ်ဒီ major depressive disorder မှာဆိုလို့ရှင်ဘယ်လိုလက္ခဏာတွေပါလဲဆိုတဲ့အခါကျတော့စိတ်တကြတာပေါ့စိတ်တကြရဲ့ခံစားချက်ကြီးဖြစ်တယ်မပျော်နေဘူးပြီးတော့ကိုယ်အရင်တုန်းကကိုယ်အယံဝါဒနာပါတဲ့အရာတွေကိုယ်လုံးလို့ရှင်ပြောတဲ့အရာတွေဥပမာပြတချို့ကြရုပ်ရှင်ကြည့်ရတာကြိုက်တယ်တချို့ကြတော့မဟုတ်တငယ်ချင်းတွေနဲ့အပြင်ထွက်ရတာကြိုက်တယ်ဒါလိုမျိုးကိုယ်ကြိုက်တဲ့အရာတွေပျော်ရွှင်ရတဲ့အရာတွေအားသာသူမလုံးချင်တော့ဘူးဘာမှကိုမလုံးချင်တော့တာမျိုးတွေရှိနေလားပေါ့ ောက်တစ်ခုကကြပါလဲဆိုလို့ရှိရင်ကျွန်တော်အစားအသောက်နဲ့ပတ်သက်တာပေါ့နော်အစားလုံးဝမစားချင်တော့တာဒါမှမဟုတ်အစားတွေအများကြီးစားတာပေါ့ဒါနဲ့ဆက်ဆက်ပြီးတဲ့အခါကျတော့မတလအတွင်းမှာ weight အပြောင်းလဲကြီးကြီးမားမားဖြစ်တာမျိုးတွေရှိလားပြီးတော့အိတ်ဓာတ်နဲ့ပတ်သက်တာပေါ့နော်အိတ်ဓာတ်ကကြတော့လေတချို့ကြတော့အရင်အိတ်တယ်စိတ်တကြတဲ့အချိန်မှာတချို့ကြတော့လေလုံးဝမအိတ်ပြောဘူးအဲ့တော့အိတ်မပြောတဲ့ပုံစံမှာလေသူတို့အမျိုးမျိုးရှိတယ်ဘယ်လိုမျိုးတွေရှိလဲဆိုတော့ဆဆအိတ်ရမှာခတ်တာမျိုးလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်အိတ်တော့အိတ်ပြောသွားတယ်ပြီးတော့ ညာရေးတစ်ခေါင်ကြီးပြန်နိုးလာပြီးအိယာခတ်တာမျိုးလားအဲတချို့ကြတော့လည်းမဟုတ်ဘူးမနေ့မိုးလင်းခံနေမိုးတောက်ပေါ့နော်မိုးတောက်ရင်ပေါ့ဥမာအဖြစ်အဲမနေ့၄နာရီလို့၃နာရီလောက်ကြီးညိုးလာပြီးတောက်လျှောက်ထပ်ပြီးတော့မှအိတ်လို့မရတော့တာမျိုးရှိအဲ့တော့ဘလို့မျိုးလဲပေါ့နော်ဒီဒါပေမဲ့စိတ်တကြတဲ့နေရာမှာဆိုလို့ရှိရင်တော့အဓိကအဖြစ်ကတော့အနောက်ခံတစ်ခုပေါ့အိတ်တော့အိတ်ပြောသွားတယ်ဒါပေမဲ့ညာရင်ညာတိုင်းဟိုတကောင်ရင်ညိုးလာတာမနေ့အစောပိုင်းညိုးနေတာမျိုးဒါမျိုးတွေလည်းရှိတယ်ပေါ့နော် ဒီခန္ဓာကိုယ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်ကိုကလုံးဝကို အားရင်မရှိတော့တာမျိုးပုံမှန်လဲအိတ်နေတယ်ပုံမှန်လဲစားနေတယ်ဒါပေမဲ့ခန္ဓာကိုယ်ကြီးကပင်ပန်းပြီးတော့မှဘာမှမလုပ်နိုင်တော့တာမျိုးဘာမှမလုပ်ချင်နေတာမျိုးပေါ့နော်ဒီလိုမျိုးတွေရှိတယ်နောက်တစ်ခုကကြာတိမှုပိုင်းဆိုင်ရာမှာပေါ့နော်အာယုံဆိုင်ရာအရန်ခတ်တယ်ဟိုတိတိမမဆုံးဖြတ်ချက်ချမယ်ကိစ္စလေးတွေကအရန်ပင်ပန်းစရာကောင်းတယ်ဥမာအပြည့်ညနေပါစားမှာလဲ ဒါတွေကိုတွေးပြီးဒါတွေကိုဆုံးဖြတ်ချက်ချရတာဆိုဒါသူ့တို့အရန်ကိုပြမန်းနေရတဲ့အရာတစ်ခုလိုမျိုးခံစားနေရတာမျိုးတွေဖြစ်နိုင်တယ် depression နေမှာပေါ့နော်ကျွန်တော်တွေးရတဲ့တည်းဟာလည်းဘာလဲဆိုရင်ကိုယ့်ကိုကိုယ်နဲ့ပတ်သက်ပြီးတဲ့ခါကျတော့မှယုံကြည်မှုမရှိတော့တာငါအဖြစ်မရှိတဲ့လူတယောက်ငါအတုံးမကျတဲ့လူတယောက်ဘာမှတုံးစားလို့မရတော့ဘူးဒီလိုမျိုးပေါ့ကိုယ့်ရဲ့ self worth တွေကိုကိုမမြင်တော့တာဒါဒီလိုမျိုးခံစားချက်မျိုးတွေလည်းဖြစ်လာတာမျိုးတွေလည်းရှိတယ်ပေါ့နော်တစ်ခါကျတော့ကိုယ့်ကိုယ် ထိခိုက်နာကျင်လို့တဲ့အတွေးတွေပါဝင်လာတာမျိုးပေါ့အဲ့တော့ထိခိုက်နာကျင်လို့တဲ့အတွေးတွေတဲ့မှာဆိုရင်ကိုယ့်ကိုယ်တက်တေလို့တဲ့အတွေးတွေဝင်လာတာကိုယ့်ကိုယ်တက်တေလို့တဲ့အတွေးမဟုတ်ဘူးဆိုလို့ရှိရင်တော့မှတည်သွားတဲ့လူတွေကိုအားကြတာမျိုးအော်သူတို့ဆိုကောင်းလိုက်တာသူတို့ဆိုလို့ရှိရင်အေးချမ်းသွားပြီဒီလိုမျိုးပေါ့နော်ငါလည်းအဲ့လိုမျိုးဖြစ်ရင်ကောင်းပါပဲအဲ့ဒီလိုမျိုးအကြောင်းအရာတွေတွေးမိလာတယ်ဘာတွေနဲ့ပါတွေ့တတ်သေးလဲဆိုလို့ရှိရင်ကျမတို့ schizophrenia မှာတော့ကပြောတဲ့မရှိတာတွေကိုအရှိထင်နေနောက်တစ်ခါကျရုံမသားတန်ရစိတ်တည် ဒါတွေပါဖြစ်လာတတ်တယ်ပေါ့နော်ဆိုတော့ဟိုဥမာအဖြစ်သူတို့စီမှာ delusion လို့ခေါ်ရလို့ယုံမတတ်နေတဲ့စိတ်ကဘယ်လိုမျိုးလဲဆိုတော့တချို့သောလူတွေကြတော့လေငါအရင်ဆင်းရဲနေပြီဆိုတော့ဟိုဒီသူ့ကိုသူယုံမတတ်နေတာဖြစ်နေတာမျိုးပေါ့တကယ်တော့မဟုတ်ဘူးသူ့မှာကတင့်တောင်းတင့်တယ်နေနေနိုင်တဲ့အခြေအနေတစ်ခုမှရှိတယ်ဒါပေမဲ့လည်းမဟုတ်ဘူးငါကဘာမှကိုမွေးပြကြနေပြီဆင်းရဲဆင်းရဲတာမှတော်တော်ကိုဆင်းရဲနေပြီငါမှဘာမှမရှိတော့ဘူးဆိုတာမျိုးပေါ့ဘလို့ပဲပြောပြပြပြသူကမယုံဘူးတလူမျိုးလဲရှိတယ် ။တချို့ကျတော့လေ delusion of guilt လို့ခေါ်တယ်။ကိုယ့်ကိုဟိုအဖြစ်ရှိရလို့ခံစားရတာ။အဲဘယ်လိုမျိုးလဲဆိုရင်လွန်ခဲ့တဲ့10နှစ်လောက်တုန်းကပေါ့။အာဘတ်စကားစီးဖို့အတွက်ပေါ့။တကယ်ချင်းစီကနေပြီးတော့မှပတ်စံ90ချီးခဲ့ပူတယ်ပေါ့။အဲ့ဒါ तू ပြတ်မပေးဖြစ်ဘူးပေါ့။ အဲအခုကြမှပြန်တတိယလာပြီးတဲ့ခါကျတော့မှဟိုအဲ့တငယ်ချင်းစီကိုလုံးဝဝမ်းနဲ့ပက်လက်နဲ့ငိုပြီးတဲ့ခါကျတော့မှသူတောင်းမှန်ပါတယ်ပေါ့သူ့မှာအပြစ်ရှိပါတယ်ဒီဘက်ဆန်90မပေးမိတဲ့အတွက်ပေါ့နော်အဲကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီအခြေအနေလေးကကျမတို့ဒီလောက်ထိကိုယ့်ကိုကိုယ်အပြစ်တင်လဲရောက်တဲ့အခြေအနေတော့မဟုတ်ဘူးဒါပေမဲ့သူ့ကိုယ်သူသူကတော့ဟိုယုံမတန်ရစိတ်ပေါ့သူ့ကိုယ်သူမဟုတ်ဘူးသူ့မှာအပြစ်ရှိတယ်ဒီအဖြစ်ကြီးအရန်ကြီးလေးကြီးလေးတဲ့အဖြစ်ကြီးတစ်ခုလိုမျိုးသူခံစားနေရတာမျိုးတွေဒီလိုမျိုးတွေလည်းဖြစ်နိုင်တယ် အဲ့ပြနောက်တစ်ခုကကျတော့ကျွန်တော်တို့ hallucination လို့ခေါ်တယ်။အမရှိတာတွေကိုအရှိထင်လာတယ်။ဘာလဲဆိုရင်ကျွန်တော်တို့များသောအားဖြင့် auditory hallucination ပေါ့အသံနေကြားရတာပေါ့။ဒီအသံကြားရတဲ့ပုံစံမျိုးကကျတော့ဘယ်လိုမျိုးလဲဆိုတော့သူ့ကိုဓာတ်ရိုက်လာပြောတဲ့အသံလိုမျိုးကြားရတာ။လူနာကိုဓာတ်ရိုက်လာပြောနေတာဘေးကလူတစ်ယောက်ကနေပြီးမှနားနားလေးကပ်ပြီးတိုးပြီးပြောနေတဲ့လိုပုံစံမျိုး။အဲ့ပြောတဲ့ချိန်မှဆိုလို့ရှိရင်လည်းအဓိကအဖြစ်မကောင်းတာမျိုးတွေပဲပြောတာမျိုးပေါ့နော်။အမင်းကအတော့မကြဘူး။မင်းလုံးလိုက်ဘာမှအဖြစ်မရှိဘူး။ဒီလိုပုံစံမျိုးတွေပေါ့။ တခါတလေကြလို့ရှိရင်မင်းတခုခုလုတ်ပလိုက်တော့ပါလားဒီလောက်တောင်အသုံးမကျတာမျိုးပေါ့ဒါလိုမျိုးတွေအမ်ပြောတာမျိုးတွေရှိတယ်ပေါ့ဒီကျွန်မပြောတဲ့လက္ခဏာတွေထဲမှာအရေးကြီးဆုံးကတော့နှစ်ချက်ပေါ့နော်တောက်လျှောက်စိတ်တက်ကြနေတဲ့ခံစားချက်ဖြစ်နေတယ်ကိုဘာလို့လုံးမပြောရွှင်နေဘူးဆိုတဲ့ခံစားချက်ဖြစ်နေတယ်ဒီခံစားချက်ကလည်းကျွန်တော်တို့တည့်ရက်မှာဆိုတည့်ရက်လုံးလုံးလို့ခံစားနေရတယ်အ ਨੇ ဆုံးနှစ်ပတ်လောက်ခံစားနေရပြီဆိုတော့ဒါကတော့အတိအချာကိုစိတ်ကျမ်းမာရေးဆရာဝန်တွေနဲ့ပြတာတဲ့နဲ့ကုသတဲ့အခြေအနေတစ်ခုမှာတော့ရောက်နေပြီပေါ့နော် ပြီးတော့ကျမတို့စိတ်ယောဂါတွေကလေခန္ဓာကိုယ်ကျန်းမာရေးနဲ့မတူတာဗာလဲဆိုတော့ခန္ဓာကိုယ်ကျန်းမာရေးဆိုလို့ရှိရင်ဟို laboratory test တွေရှိတယ်။သွေးတွေဖောက်ဆစ်လိုက်တယ်ဒီသွေးဆစ်လိုက်တဲ့အချိန်မှာဒီ result ရတယ်ဆိုလို့ရှိရင် okay ဒီယောဂါဖြစ်နိုင်တယ်ဆိုတာမျိုးသိနိုင်တယ်ပေါ့နော်။စိတ်ယောဂါတွေမှာအဲ့တခုကကျမတို့ခက်ခဲတယ်ပေါ့။အဲ့တော့ကြောက်မှုလို့ကျမတို့ကဒီယောဂါတခုတက်ဖို့အတွက်ဆိုလို့ရှိရင်တကယ်ကိုကျွမ်းကျင်တဲ့ဆရာဝန်တွေပြီးကျွမ်းကျင်တဲ့ဒီစိတ်ပညာရှင်တွေကိုသူတို့နဲ့တိချတိုင်းပြီးတဲ့အခါကျတော့မှပဲ ူတာဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ depression ဖြစ်တဲ့နှုန်းတွေကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်များသောအားဖြင့်ကကြတော့ဒီတက်လက်ပိုင်းဒီပေါ့ဆယ်ကျော်တက်နဲ့တက်လက်ပိုင်းဒီပေါ့အဲ့တော့အသက်18နှစ်ကနေပြီးတဲ့အခါကျမှ29နှစ်ကြာတွေကပို့ပြီးတော့မှဖြစ်တာများတယ်အမျိုးသမီးတွေကမျိုးသားတွေထက်ဆာလို့ရှိရင်နှစ်ဆပေါ့နော်ပို့ပြီးတော့မှများတာကိုတွေ့ရတယ်ပေါ့ပြီးအမျိုးသမီးတွေပဲရှင်နေမှာဖြစ်တာများလဲဆိုလို့ရှိရင်ဒီအပြိုပေါ်ဝင်တဲ့အချိန်ဒါမှမဟုတ်လို့ရှိရင်သွေးဆုံးခံတဲ့အချိန်ပေါ့ဒီဟော်မုန်းတွေရန်ကို imbalance ဖြစ်နေတဲ့အချိန်မျိုးတွေမှာဆိုလို့ရှိရင်ဒီစိတ်ကြဝေဒနာဆိုတဲ့စိတ်ကြယောဂါတွေကိုခံစားရတာမျိုးတွေရှိတယ်။ဘာကြောင့် depression ဖြစ်လဲဆိုတဲ့အကြောင်းအရာရှင်းပြမယ်ဆိုတော့ကျွန်တော် biopsychosocial ဆိုတဲ့ model နဲ့ပဲရှင်းပြရမယ်ပေါ့။ bio ကြတော့ကိုယ့်ရဲ့ဇီဝဖြစ်စဉ်ပြောရမယ်ဆိုတော့ gene genetic ပေါ့နော်ကိုယ့်ရဲ့မျိုးရိုးဗီဇတွေနဲ့လည်းစိုက်နေဥမာပြကိုယ့်ရဲ့ first degree relative လို့ခေါ်တဲ့ကိုယ့်ရဲ့မိဘတွေ ကိုယ်မောင်မားရဲ့တဲ့မှာ depression ဖြစ်ဖူးတဲ့လူတွေပါတယ်ဆိုလို့ရှိရင်လေဒါမှမဟုတ်ရှင်စိတ်ဝေဒနာခံစားရတဲ့လူတွေရှိလို့ရှိရင်လေကို့မှာဒီလိုဖြစ်နိုင်တဲ့ chance ကြီးอ่ะပို့ပြီးတော့ခါကြမှာများတယ်ဒီလိုမျိုးပေါ့နော်နောက်တစ်ခုကကျတော့ psychological ရာသူ့ရဲ့အစတွေကကိုယ်ရည်သွေးပေါ့သူအစတွေကအငြေတက်တဲ့လူမျိုးတွေမှာပါလားဘယ်လိုလူမျိုးတွေမှာပါတာလဲပေါ့သူကြီးပြင်းလာတဲ့ပုံစံတွေလည်းစိုင်နေမယ်ပေါ့သူကြီးပြင်းလာတဲ့ပုံစံတွေထဲမှာဆိုလို့ရှိရင်သူငယ်ဘဝမှာတော့ဟိုလက်လူရှုခံထားတာမျိုးတွေပြီးရင် နောက်တစ်ခုကကြာအနိုင်ကျင့်တာမျိုးတွေဒါတွေကြုံခဲ့ရတာမျိုးတွေရှိလားပေါ့ဒီ childhood trauma တွေပေါ့နော်ဒါမျိုးတွေကြုံခဲ့ရတာမျိုးတွေရှိနေလားနောက်တစ်ခုကကြာကျွန်တော် social ဘိုင်းဆိုင်ရာမှာဆိုလို့ရှိရင်ကြတော့ဒီကိုယ့်ရဲ့ပတ်ဝန်းကျင်ပေါ့ပတ်ဝန်းကျင်ကနေပြီးတဲ့အခါကျဘယ်လိုပတ်ဝန်းကျင်မှာကြီးပြင်းလာတာလဲဒါတွေကလည်းအများကြီးတက်ရောက်မှုရှိတယ်ပြီးရင်ကျွန်တော်တို့ရဲ့ဒီနိုင်ငံတနိုင်ငံရဲ့ poverty လို့ခေါ်တယ်ဆင်းရဲနွမ်းပါမှုတွေပေါ်မှာလည်းခြေခံတယ်ပြီးတော့လူမျိုးရေးခွဲခြားမှုတွေပြီးလူနည်းစုတွေဆိုကျမတို့တွေကဖယ်ကျင်ထားတာမျိုးတွေ ဒီလိုမျိုးတွေကလည်းကျမတို့စိတ်တကြရယောဂါတွေကိုဖြစ်စေနိုင်ပါတယ် depression ကိုကျမတို့ဘယ်လိုကုသကြမလဲပေါ့ depression ဘယ်လိုကုသမလဲပြောရမယ်ဆိုလို့ရှိရင်တော့ depression မှာကကျမတို့ကသုံးပိုင်းခွဲခြားလို့ရတယ်ဘောနော်ယောဂါရဲ့ပြင်ထန်မှုနှုန်းကိုပေါ့ mild moderate severe ဆိုပြီးတဲ့အခါကျတော့ mild ကကျတော့ယောဂါအရင်မပြင်းထန်ဘူးအမ်ဒုတိယ moderate ကကျတော့အလေအလက်ပြင်းထန်တယ်ပေါ့နော်ပြီး severe ကတော်တော်ပြင်းထန်တဲ့အခြေအနေမျိုးတွေပေါ့ အဲ့တော့ဒီအခြေအနေတွေကတော့တကယ်တော့ကျွမ်းကျင်တဲ့ဆရာဝန်တွေကနေပြီးတော့ခါကျမဆုံးဖြတ်တယ်ပေါ့နော် mild နဲ့ moderate depression ပေါ့နော်အဲ့မပြင်းထန်တဲ့အခြေအနေနဲ့ပြီးရင်အလေအလတ်အဆင့်ပေါ့စိတ်တကြရဲ့ဝေဒနာတွေမှာဆိုလို့ရှိရင်တော့ဆေးပေးကုသတာမျိုးမလုပ်ချင်သေးဘူးဆိုလို့ရှိရင်ကျမတို့ကကုထုံးနေနဲ့သွားလို့ရတယ်ကုထုံးမှာဆိုလို့ရှိရင်ကျမတို့ cognitive behavioral therapy လို့ခေါ်တဲ့ CBT ဆိုတဲ့ကုထုံးမျိုးတွေကျမတို့သုံးလို့ရတယ်ဒါပေမဲ့ severe depression လို့ခေါ်တဲ့ပြင်းထန်တဲ့အခြေအနေမျိုးတွေကိုကကိုထိခိုက်နာကြအောင်လုပ်လို့ရတဲ့အခြေအနေမျိုးတွေဖြစ်နေပြီဆိုရင်တော့ကျမတို့ဆေးပေးကုသခြင်းကိုပါဖို့ပါရတယ်ပေါ့ တချို့ကျတော့လောလောဆယ်မှာကုထုံးအနေနဲ့ကျမတို့ processing မလုပ်နိုင်တဲ့အခြေအနေမျိုးတွေရှိတယ်။လိုက်ပြီးတော့မှမစဉ်းစားနိုင်တဲ့အခြေအနေမျိုးတွေရှိတယ်။လိုက်ပြီးတဲ့အခါကျမှ လေမလေ့ကျင့်နိုင်တဲ့အခြေအနေမျိုးတွေရှိအဲ့လိုအခြေအနေမျိုးတွေကျွန်တော်ကျမတို့တွေကဆေးပေးကူတာတာကိုအင်းဆုံးသွားရတယ်ပေါ့ပြီးတော့မှနည်းနည်းသက်သက်လာပြီဆိုတော့မှကုထုံနဲ့တွဲပြီးတော့မှသွားရတယ်အဲ့တော့ depression မှာကုတာတဲ့နီလန်းဆိုလို့ရှိရင်တော့အဓိကအပြင်ကတော့ဒီဆေးပေးကူတာခြင်း plus နှစ်ခုလုံးပေါ့နော်ကုထုံနဲ့သွားနိုင်နေဆိုလို့ရှိရင်ဒါအကောင်းဆုံးနီလန်းပဲဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဘယ်ချိန်မှာကျမတို့ဆင်းရုံတက်ဖို့လိုအပ်မလဲပေါ့လူနာတယောက်ကိုအဲ့တော့ဘယ်ချိန်မှာကျမတို့ဆင်းရုံတင်ဖို့လိုအပ်မလဲဆိုလို့ရှိရင်ဒီရဲ့ depression ဖြစ်နေတဲ့လူနာဒီခွာကို ထိခိုက်နာကြအောင်လုပ်လာပြီဆိုလို့ရှိရင်ကို့အပြင်ကိုသူများတွေကိုပါထိခိုက်နာကြအောင်လုပ်မိလာပြီဆိုလို့ရှိရင်တော့၎င်းငါမမဟုတ်ဘူးဆိုလို့ရှိရင်ကို့ရဲ့ဟိုအခြေခံလိုအပ်တဲ့အရာလေးတွေကွာဆာမလုံနိုင်တော့ဘူးကယူမဆိုင်နိုင်တော့တဲ့အချိန်တွေဥမာပြထမင်းစားဖို့လိုအပ်တဲ့အချိန်မှာတော့မထမင်းမစားနိုင်တော့ဘူးဆိုတဲ့အချိန်တွေမျိုးဖြစ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်ဆေးရုံတက်ဖို့ လိုအပ်တယ်ပေါ့နော်ပြီးနောက်တစ်ခုကကျတော့ဒါမိသားစုတွေပေါ့မိသားစုတွေဆွေမျိုးတွေရေဆုံးဖြတ်ချက်ပေါ့သူတို့တွေလည်းတိကျမကြည့်ပေးနိုင်ဘူးစေယုံတင်မှာပဲပို့ဆင်ပြမယ်ဆိုလို့ရှိရင်လည်းဒါစေယုံတင်စေယုံတင်ကြရတယ်ပေါ့နော်အဲ့တော့သူတို့ခြေနေမျိုးတွေမှာဆိုလို့ရှိရင်တော့ကျမတို့တွေကလူနာကိုစေယုံတင်တဲ့ခြေနေတစ်ခုမှာတော့ရှိတယ်ပေါ့ပုံမှန်ခြေနေမှာဆိုလို့ရှိရင်တော့အိမ်မှာပဲနေတယ်စေပြေကူတာနဲ့ကူထုံးတယ်ပဲကျမတို့ကူတာလို့ရတယ်ပေါ့ တချို့ကြတော့လည်းဆေးပြေးကုသလို့မရဘူးဒါပေမဲ့ယောဂကလည်းအရင်ဆိုးနေတဲ့အခြေအနေမျိုးတွေရှိတတ်တယ်တချို့ကြတော့လည်းဆေးတွေကတစ်မျိုးပြီးတစ်မျိုးပြောင်းပြီးသွားပြီးကုထုံးတွေလည်းသွားပြီးသွားပြီးဘလို့မှကိုမတက်တာတဲ့အခြေအနေမျိုးဆိုတော့ကျွန်တော်တို့အဆုံးဘာလို့လို့ရသေးလဲဆိုလို့ရှိရင်ကျွန်တော်တို့ဓာတ်ရိုက်ကုသတာမျိုးလို့ခေါ်တယ် electro conversive therapy ပေါ့နော် ECT ဆိုတာမျိုးဒါလေးကြီးလည်းကျွန်တော်တို့ depression မှာလုပ်လို့ရတယ်ပေါ့နော်ဒီအတွက်ကိုပြန်ပြီးအနည်းချုပ်ပြောရမယ်ဆိုလို့ရှိရင်ကျွန်မတို့တွေကစိတ်သက်ကြတယ်ဝမ်းနေတယ်ဆိုတော့ကျွန်တော်တို့ depression မဟုတ်ဘူးပေါ့နော် depression လို့ခေါင်းစဉ်တက်လိုက်ပြီဆိုလို့ရှိရင် depression နဲ့မှမှအုပ်စုအမျိုးမျိုးကလည်းကျွန်တော်တို့ကွဲသေးတယ် ကူတာတဲ့ပုံစံတွေကလည်းကျွန်တော်တယောက်နဲ့တယောက်နဲ့မတူဘူးပေါ့နော်ကူတာတဲ့ပုံစံတွေကရေးကြီးဆုံးကဘာလဲဆိုလို့ရှိရင်ကျွန်မခုနပြောသွားတဲ့ဒီစိတ်တကြရဲ့ယောဂလက္ခဏာဝေဒနာတွေကိုသေချာစမ်းစစ်ကြည့်ဖို့လိုတယ်ပေါ့နော်ကိုကကိုတန်နေရရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်သေချာလေးကူတာဖို့လိုအပ်တယ်အဲတော့ကျွမ်းကျင်တဲ့စိတ်ပညာရှင်နေစိတ်ကျမအေးဆရာမတွေနဲ့သေချာတိုင်ပင်ပြီးတဲ့အခါကျတော့မှကူတာစေချင်ပါတယ်ပြီးတော့ depression ဆိုတာလည်းတကယ်ကုမယ်ဆိုလို့ရှိရင်တကယ်ကိုတတ်တာနိုင်တဲ့ယောဂတစ်ခုထဲမှာပါတယ်ပေါ့နော်အဲ့တော့ကြောင့်မို့လို့ကျွန်မကတော့ဒီ ဗီဒီယိုလေးကြည့်ပြီးပြီဆိုလို့ရှင်တော့ဒီစိတ်ကြတဲ့ယောဂနဲ့ပတ်သက်ပြီးတဲ့ခါကြလို့ရှင်တော့အသိပညာတစ်ခုခုတော့ရသွားမယ်လို့တော့ကျွန်မမျှော်လင့်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်ထပ်စိတ်ကြမ်းမာရေးနဲ့ပတ်သက်ပြီးတော့မှသိချင်တာရှိလို့ရှင်လဲ comment မှာဝင်ရောက်ဆွေးနွေးပေးလို့ရပါတယ်ရှင်။